ဥထာဏသမရာလုံလဝိရိယနဲ့ပြည့်စုံရမယ်အာရခသမရာထိမ့်သိမ်းစောင့်ရှောက်မှုနဲ့ပြည့်စုံရမယ်ကလျာဏမိတ်တတာကိုချင်းတရားကောင်းနဲ့မိကောင်းဆွေကောင်းနဲ့ပြည့်စုံရမယ်တမစီဝိတာဝင်ငွေထွက်ငွေမြတ်မြတ်တတာ သုံးဆွဲထားရမယ်ဆိုရင်ဒီအချက်၄ချက်ဒီဘဝမှာချမ်းသာကြွယ်ဝခြင်းအကြောင်းတစ်ခုလို့ အေးအလွန်ကြီးမချမ်းသာတောင်ဆင်းရဲတာဆိုမဖြစ်ဘူးမြတ်စွာဘုရားအဆုံးအမတိုင်လိုက်တာပါနော်တထေးကြီးမဖြစ်တော့စားနိုင်တောက်နိုင်နေနိုင်ထိုင်နိုင်တဲ့ပုဂ္ဂိုလ်မိသားစုချောင်းချောင်းလဲလဲဖြစ်နိုင်ဒါမြတ်စွာဘုရားရဲ့ဆုံးမစကားတစ်ခုပဲအဲ့တော့ဘုရားမသာဝင်သူတော်စင်တွေဟာဖះကို ကိုးွယ်ထားပြီးတော့ဖះအဆုံးမကိုမသိဘူးသိတော်လဲမလိုက်နိုင်ဘူးဆိုလို့ရှင်နော်ဒါဟာ တကယ်ကိုတဘာဝမကြတဲ့ကိစ္စမျိုးဖြစ်တယ်ပေါ့ဘုရားကိုယုံကြည်လို့ကိုးကွယ်ထားပြီဆိုရင်ဘုရားကဘာတွေဆုံးမလဲသိဖို့စ조사စ조사ပြီးရင်လိုက်နာဆောင်ရွက်လိုက်နာဆောင်ရွက်ခြင်းအဖြစ်ជីវတ်တွတ်တမှုကိုရရှိကြမှာဖြစ်ဧကန်ဒိဋ္ဌစိတ်ချလက်ချလိုက်နာခြင်းသုံးပြီးတော့ကြည်ကြည့်လို့ရှင်ဒီဘွားမှာစီးဘွားဥစ္စာတွေတိုးတက်ခိုင်မာလာပြီးချမ်းသာကြွယ်ဝမှာတည်ကြတယ် သို့တော့မြတ်စွာဘုရားဆက်ဟောတယ်စီးပွားရဲ့ရိုးပေါကြီး၄ပေါကိုတော့တတိထားတဲ့ရိုးပေါကြီး၄ပေါရှိသေးတယ်အခုလိုနီးစနစ်နဲ့ရှာဖွေစုဆောင်းလို့စီးစိမ်ဥစ္စာတွေတိုးတက်လာပါတယ်အဲ့ဒီတိုးတက်လာတဲ့အခါရိုးပေါကြီးတွေကိုမပိတ်နိုင်ဘူးဆိုလို့ရှင်တလဟောကုန်ကြပြီပျက်စီးသွားနိုင်သေးတယ်အဲ့ဒီရိုးပေါကြီးကဘာတုံးဆိုရင်နံပါတ်1အပျော်ပါလိုက်စားခြင်းအဋ္ဌိဒုဒ္ဒ အပြော်ပါလိုက်စာမလုပ်ရဘူးအဲင်ရှပေါက်ကြည့အေးတချို့လဲအဲ့ဒါနဲ့ပျက်စီးသွားစီးပွားတွေပျက်စီးသွားတဲ့လူတွေရှိတယ်သူရာထုတ်တာအရက်ကလေးတမျမျနဲ့အရက်စွဲသွားတာဟောသူရာထုတ်တာနောက်တစ်ခုကအခထုတ်တာအလောင်းအစာဝါသနာပါဝါအဲ့ဒါယူပေါက်တွေ နောက်တစ်ခုကတော့ပါပမိတ်တာလေမကောင်းတဲ့အကြံဉာဏ်တွေပေးတဲ့လူမကောင်းတဲ့ဘက်ကိုသွေးဆောင်တဲ့လူအဲ့ဒီလူအပေါင်းအသင်းမကောင်းတဲ့အပေါင်းအသင်းတွေရှိနေလို့ရှိရင်ဒါရုပ်ပေါက်ကြီးပဲအဲ့ဒီရုပ်ပေါက်ကြီးတွေကိုသတိထားမယ်လို့ဒီလိုဆိုလို့လေအဲ့တော့စီးပွားလုပ်ပြီဆိုတဲ့ပုဂ္ဂိုလ်ဟာရုပ်ပေါက်ကိုပိတ်ထားဖို့လိုအပ်တယ်ဟောအပြောပါလိုက်စားခြင်းမလုပ်ရဘူးတေးတေးရဲ့တောက်စားကျွလို့မှု မလုပ်ရဘူး ဒီအလောင်းအစားဒီဝါသနာပါမှုကိုမလုပ်ရဘူးမကောင်းတဲ့ဘက်ကို တိုက်တွန်းတတ်တဲ့မိတ်ဆွေ မပေါင်းရဘူးလို့ဆိုလို့အဲ့ဒီလိုရေပေါကြီးကို ပိတ်လိုက်နိုင်ပြီဆိုလို့ရှိရင်တော့ဒီဘဝမှာဒိဋ္ဌဓမ္မဒုက္ခဒိဋ္ဌဓမ္မဟိတဒိဋ္ဌဓမ္မဒုက္ခမြတ်ဘုရားမှာချမ်းသာတယ်အချိန်လေးကောင်းတယ် မြတ်မောဘုရားမှာချမ်းသာတယ်ဆိုတဲ့အကျိုးသိချာရမှာပဲဖြစ်တယ်ပေါ့ဒါမြတ်စွာဘုရားမိမိကိုယုံကြည်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေသို့မဟုတ်တရားတွေအားလုံးအတွက်မြတ်စွာဘုရားဟောကြားဆုံးမပေးထားတာဒီအတိုင်းလိုက်နာမယ်ဆိုရင်ခစ်တွေဘယ်လိုပြောင်းတော့လဲပဲဒီအကြောင်းတရားတွေဟာအကောင်းကြီးပဲ တချို့ကိစ္စတွေကခစ်ပြောင်းသွားလို့ရှင်ခစ်မမီတော့ဘူးလို့ပြောเสียရရှိတယ်။သို့တော့ဒီအချက်တွေကတော့ခစ်မီနေတော့မယ်လို့မြတ်စွာဘုရားရဲ့ဆုံးမတွေဟာလူတွေရှိနေတဲ့များကာလပတ်လုံးမှန်ကန်နေဦးမှာပဲအကျိုးပြုနေဦးမှာပဲ။လိုက်တာဆောင်ရွက်ဖို့အရေးကြီးတယ်လို့သူတို့ဆိုတယ်